အခုရက်ပိုင်းထီလာမီဆူနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုနဲ့တက်နေတော့ရန်ကုန်စားလို့ကောင်းတယ်။ထီလာမီဆူကလေးလေးလိုချင်တယ်။ recipe နဲ့ချိန်ကြိုးစားကတော့ဗီဒီယိုရဲ့နောက်ဆုံးမှာထည့်ထားပါဗျ။နမင်းတိုင်းမီထီလာမီဆူနဲ့ကိလိနဲ့ပေါင်းဆက်ထားတာပါထီလာမီဆူလုပ်နေတဲ့ပတ်သက်ပြီးအရှိရက်ကလည်းဗီဒီယိုတစ်ခုတင်ထားပါတယ်ဒီဗီဒီယိုမှာလည်းလုပ်နေပြည့်စုံကိုရှင်းပြထားပါတယ်ပထမဆုံးကိလိလုပ်ဖို့အတွက်ဂီတာလေးစလုပ်ချမယ် အရင်ဆုံးချိန်ရမှာကတော့ခုတ်ခုံမုံကော်ဖီနဲ့ရေနွေးပဲဖြစ်ပါတယ်။ရေနွေးသေးကိုကော်ဖီထည့်ဖြော်ပြီးခုတ်ခုံမုံကိုနည်းနည်းစီထည့်မွေပါ။ဒီလိုဖြစ်ရင်တစ်ဖက်မှာထားပြီးအရေးခံထားပါ။နောက်ထပ်ချိန်ရမှာကတော့ကျက်ဥအကာတတာတကြားကျက်ဥအနင်းတကြားဂျုံစီနဲ့နွားလို့ပဲဖြစ်ပါတယ်ကျက်ဥအကာနဲ့အနင်းနဲ့ခွင်းနေထားတာမို့တကြားကိုနှကားချိန်ထားတာပါ တီနဲ့နွားနုရဲ့တရားထင်နေပါပြီးရင်ဂျုံကျုပ်အနည်းနေလိုက်ပါပြီးရင်ဖြော်ထားတဲ့ချောကလက်ရည်ကိုထင်မြင်လိုက်ပါကျုပ်အကာလေးကိုတရားနဲ့တတာထင်မြင်ပါခုလိုချွန်ချွန်လေးဖြစ်ရပါပြီဗီဒီယိုအတိုင်းနည်းနည်းစီထင်မြင်လိုက်ပါ အခုလိုဖြစ်ရင်ဘန်လေးကိုထည့်လို့ရပါပြီအပေါ်မီ160အောက်မီ150နဲ့25မီလီမီတာ30ဖုတ်လိုက်ပါ အပေါ်ခမကွာခြင်းရင်တော့နောက်ဆုံး5မိနစ်ကိုအပေါ်မီ180နဲ့ဖုတ်ပြလိုက်ဆိုရပါပြီကိတ်ဖုတ်ထားတဲ့ချိန်မှာသီလာမီစုခရင်လေးနေကြမယ်လုခရင်တကြား မစကားဖုံးရင်ချိန်လိုက်ပါ ပြီးရင်ခရင်လေးကိုတကြားမုံနဲ့မစကားဖုံးထည့်မိလိုက်ပါအခုလိုဖြစ်အောင်ဝေပြီးရင်ရေခဲတက်တာတွေထည့်ထားပါလေဒီဖင်ကားစင်ဖို့အတွက် ရေနွေးလေးကို ကော်ဖီနဲ့တကြားထည့်မိလိုက်ပါကိတ်လေးထွက်လာပြီဆိုတော့ပြင်းနေလားရေးခံလာလိုက်ပါပြီးတော့ကိတ်လေးစားလိုက်လို့ရပါပြီ ီလာမီစုခရင်လေးရင်ဖြင်းလိုက်ပါဒီလေဒီဖင်ကဘီစကစ်လေးရောကိုရလုပ်ထားတာဖြစ်ပါတယ်လုံနေနဲ့ပတ်သက်လို့စိတ်ဝင်စားရဆိုရင်ဒီဗီဒီယိုကို like and share လေးလုပ်ပေးပါ like 2k ပြည်တဲ့နေ့ချက်ချင်းဗီဒီယိုလုပ်ပေးပါမယ်လေဒီဖင်ကလေးတွေစီပြီးပြီဆိုရင်ကိတ်ကိုခုလိုလေးလေးလိုက်ပါ ခဏလောက်ထားပြီးလာဆင်လို့ရပါပြီဒီမှာတော့ထီလာမီစခရင်နဲ့ကိုကုံမုံပဲသုံးထားပါတယ်ကိတ်ကိုဗီတာလေးတွေဖြတ်ပြီးအချောက်ခံအမုတ်ချီပြီးရင်လေအလားဆင်နေနေရာမှာသုံးလို့ရပါတယ်ဒီကေတတာရခဏထားပြီးရင်တော့စားလုံးရပါပြီ ကျွန်တော်တို့ကတပတ်ကို recipe တစ်ခုလုံးနဲ့ဗီဒီယိုတင်ပေးနေတာပါစိတ်ဝင်စားရင် channel လေးကို subscribe လုပ်ထားလို့ရပါတယ်เนาะဒီထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတရှိပါတယ် bye bye